အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုသာပဲဖြစ်ပါတယ်ဗျာဒီနေ့မှာတော့ငွေဝင်စီးပွားတဲ့အကျိုးကျေးပတိစင်းနေပြန်လည်မရောက်ပြန်မှာဖြစ်ပါတယ်ဒီပတိစင်းကအရန်လွယ်ပြီးအရန်အစွမ်းထက်ပါတယ်ဒီပတိစင်းကိုစိတ်ပြီးရင်ငွေကြေးအတွက်ကျွန်တော်တွေခက်ခဲပြဿနာတွေစီးပွားအတွက်ငွေကြေးခက်ခဲပြဿနာတွေအကျိုးအတွက်ခက်ခဲပြဿနာတွေ တော့အလုတ်ကင်အတွက်ငွေကြီးအတွက်ကျွန်တော်တို့စီဝါရီတွေမိသားစုတွေအဲ့တော့အပူပင်တော့ကများနေတာလေကိုငြိမ်သွားစေမဲ့ပဋိစင်ညီပဲဖြစ်ပါတယ်အရန်အစွမ်းထက်ပါတယ်အရန်လည်းဆူတောင်းပြည့်ပါတယ်ဒါကြောင့်မိတ်ဆွေများလည်းကိုကိုရက်တွင်းမှာကိုရက်တွင်းမှာအစွမ်းပြပါတယ်ဗျမိတ်ဆွေများဒီဟာလေးကိုစိတ်ကြည်ပါတကယ်ထူးခြားပြီးတကယ်လည်းစွမ်းပါတယ်ဗျ အားလုံးရောက်ဝိသားဖြစ်ပါတယ်ဂုံတော်ကိုပါပရိစိတ်နီးပဲဖြစ်ပါတယ်ဗျဂုံတော်ကိုပါပရိစိတ်နီးလေးကိုကျွန်တော်တေချာလေးစိတ်ပုံစိတ်နီးလေးကိုမြှောက်ပေးမှဖြစ်ပါတယ်ဒီရလေးရ6ရက်အတွင်းမှာကိုအစွမ်းပြပါတယ်6ရက်စိတ်ပြီးတာနဲ့အစွမ်းပြပါတော့တယ်ဗျအကူညီမဲ့သူတွေစောင့်မမဲ့သူတွေအဲ့တော့အကူညီပေးမဲ့သူလေးဆက်ကောင်းသမားကောင်းတွေမိတ်ဆွေကောင်းပေါင်းသင်းကောင်းတွေစပြည့်ကျွန်တော်တွေအကူညီဖြစ်စရာပြည့်ကြောင်းတွေ တူးမို့တူးရောက်ရှိလာပြီးတော့ကိုယ့်ရဲ့ခက်ခဲတွေပြေလည်သွားစေပါတယ်။ဒါကြောင့်မိတ်ဆွေများကိုဖြစ်တဲ့ခက်ခဲကိုကိုယ်ထိတ်တန့်ပြူပြီးဆူတောင်းလို့ရပါတယ်။ အဲ့ကျွေးကြီးနေမိစမြအကျွေးကြီးရပါလို့ဤအလုံးမြရှိတဲ့မိစမြအလုံးရရပါလို့ဤငွေကြီးခွဲပြဿနာရခက်ခဲတွေကြုံနေအဲ့တော့ကျွန်တော်ငွေကြီးတက်ပြီးလေရပါလို့ဤထိပေါက်ခြင်းနဲ့မိစမြထိပေါက်ရပါလို့ဤစပစ်ပုံတော့ကိုစုတောင်းခြင်းတာတစ်ခုတည်းကိုပဲစုတောင်းမှာဖြစ်ပါတယ်စိတ်မစိနေလည်းအရန်လွယ်ပါတယ်အဲ့တော့ပတိစိနေအစဉ်အတွင်းမှာတော့အာကျန်းရှာကျန်းလေးတွေပြောတာဆိုတာလေးလေးထိမ့်သိမ့်ပေးရမယ် အဲ့တော့ဆေးရက်ဆိုတာလူကြီးမိဘတွေပြန်ခံပြောတာတွေအရက်နဲ့အမဲသားတို့အထူးရှောင်ပေးရမှာဖြစ်ပါတယ်တချို့လည်းအတွင်းကလေးစားတွေရှောင်ကြတယ်ကောင်းပါတယ်အဲ့တော့ဒီဟာလေးကိုကျွန်တော်မိစေများစိတ်ဝင်စိတ်နေလေးကိုတစ်ချလေးရှင်းပြပေးပါမယ်အရန်လွယ်ပါတယ်ဗျဘုရားကုန်းတော်၉ပါးရှိပါတယ်ဂုံတော်တစ်ပါးကိုတစ်ရက်ပဲစိတ်မှာဖြစ်ပါတယ်တစ်ပါးတစ်ရက်၉ပါးဆိုတော့၉ရက်ပေါ့ဗျာနော်လွယ်ပါတယ်အဲ့တော့ဂုံတော်တစ်ပါးကိုမနက်ကိုလည်း၉ပါးညကိုလည်း၉ပါးစိတ်ပြန်မှာဖြစ်ပါတယ်အဲ့တော့ ဘုရားကုန်းတော်ကိုပါတော့ကျွန်တော်တို့တွေတပားတပားစီပေါ့နော်အေတီပီတော်ဘဂဝါရဟံတမန်တံဗုဒ္ဓောဝိဇာဇရဏတမန်တော်သူကတော်လောကဝိတုအနုဒရောပုရိသဓမ္မတာရတိတတ္ထဒေဝမနုဿာနံဗုဒ္ဓောဘဂဝါဆိုတော့ဘုရားကုန်းတော်ကိုပါရှိတယ်ဘုရားကုန်းတော်ကိုပါမှာပရမောဆုံးတပားအရဟံဖြစ်ပါတယ်အရဟံကိုလည်းတရားရှိလုံးပတိနဲ့မနက်9ဘက်ည9ဘက်စိတ်မယ်ဖះမှာတောက်တော့အေးလေး9ကွက်ကပ်ပြီးမှစိတ်မယ်အဲ့တော့မနက်စောစောလေးစိတ်မယ်နော် ဖျံကုန်တော့ကိုပါတွေကတဘာကိုစိတ်မယ်မနှစ်ပိုင်းကိုပဲညပိုင်းကိုပဲဘုံတော့တဘာတွေကိုစိတ်မယ်နော်တရက်ကိုတဘာပဲအရဟံ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 မနှစ်ကိုပဲညကိုပဲနောက်ရဲ့နောက်ဒုတိယနှစ်မြောက်ရကြတော့တမန်တန်ဘုံတော်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 ကိုတရက်ရှိလုံးပရိနေပဲမနှစ်ကိုပဲညကိုပဲနောက်တရက်ကြတော့ ဝိဇာဇရဏတမ္မနောဝိဇာဇရဏတမ္မနောဝိဇာဇရဏတမ္မနောအရာကိုလည်းတရားရှင်တို့ပရိနေမနက်ကိုပဲညကိုပဲပြီးရင်သူကတော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 ်ကိုလည်းမနက်ကိုပဲညကိုပဲနောက်ရက်မှာလည်းလောကဝိတု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 ကိုမနက်ကိုပဲညကိုပဲ အနုတ္တရပုရိသဓမ္မတာရတိအနုတ္တရပုရိသဓမ္မတာရတိအနုတ္တရပုရိသဓမ္မတာရတိကိုမနက်ကိုပဲညကိုပဲပြီးတော့ဘုဒ္ဓ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 ကိုလည်းမနက်ကိုပဲညကိုပဲဘဂဝါ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 ကိုလည်းမနက်ကိုပဲဘဂဝါဘဂဝါတိဘဂဝါတိကိုလည်းမနက်ကိုပဲညကိုပဲအဲကျွန်တော်တွေအဲ့ဒါလေးကိုမေစီမံဂုံတော်ကိုပါဆိုတော့ကျွန်တော်တွေ၉ရက်ပေါ့နော်ဒါလေး၉ရက်စိတ်ပြီးတာနဲ့ ဲ့စိတ်ပြီးပြီးချင်းနေမှာပဲတကယ်ထူးခြားသိတယ်လားလို့တွေ့ရပါလိမ့်မယ်အဲ့တော့စိတ်ခဏနဲ့စိတ်ခဏဤတိုင်းမှာလဲကျွန်တော်တို့တွေဒီပေါ်เนาะကျွန်တော်တို့တွေအဲတောက်တော်ရဲ့အေးအေးလေးငါးခွက်လေးကတ်လူပူဇော်ပြီးတော့စိတ်မယ်စိတ်ပြီးတိုင်းစိတ်ပြီးတိုင်းမှာပဒီတပတ်ဆုံးနဲ့ဆုံးတိုင်းမှာဆူတောင်းမှုလေးတစ်ခုပြုမယ်ပေါ့เนาะအဲ့တော့ဆူတောင်းမှုလေးတစ်ခုပြုမယ်အဲကိုဖြစ်နေတာကိုဆူတောင်းမှုเนาะအဲဖျားဖျားကုန်းတော်ကိုပါရဲ့ ဖဲခွန်တို့ကိုပါအားလုံးရပါသားလို့ထင်ပါတယ်နော်ကျွန်တော်အနတိပဲအချင်းနဲ့အားလုံးသိမယ်လို့ထင်ပါတယ်ကျွန်တော်အနတိပဲအချင်းလေးပါမသိတဲ့မိစေများသိရှိတော်အများပြပါဦးမယ်ဗျအရဟံဂုံတော်တော်ကိလေသာကိစ္စရွေအမျက်ဆုံးပုဂ္ဂိုလ်ဖြစ်ခြင်းလူနဲ့ပြမတတ်တော်တို့၏ပူဇော်ထူးကိုခိုင်းတော်မူထိုက်တော်မြတ်စွာဘုရားတမတန်ဗုဒ္ဓဂုံတော်တော်တရားအလုံးကိုတပ္ပညုတဉာဏ်ဖြင့်အလုံးလုံးအလုံးစုံသိခြင်းဉာဏ်ပညာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တော်မူခြင်းမြတ်စွာဘုရား ဝိဇာဇရဏတမနောဂုံတော်ဝိဇာညာ၃ပါး ဝိဇ္ဇဉ္ဇဉ်၈ပါးဇရဏအကျင့်15ပါးတို့နေပြည့်တော်မူခြင်းအကြီးဆုံးဝိဇ္ဇဉ္ဇဉ်အကောင်းဆုံးအကျင့်ရှိတော်မူထသောမြတ်စွာဘုရားနံပါတ်၄ရောဂုံတော်သူကတော်ဂုံတော်ပေါ်တော့အကျိုးရှိသောဟောမန်သောဇကားကိုသာကောင်းစွာဆိုတတ်သောမြတ်စွာဘုရားနံပါတ်၅လောကဝိတုဂုံတော်အနုတတလောကသင်္ခါရလောကဩဃာတလောကဒီဟုသော လောက၃ပါးအကုန်စင်တိမိနမှုသောမြတ်စွာဘုရားနံပါတ်၆ဂုံတော်ကတော့အနုဒရောပရိသဓမ္မတာရတိမယင်ကြည်သောဆုံးမထိုက် မယင်ကြီးသောဆုံးမထိုက်သူတို့ကိုယင်ကြီးတိမ်မွေးအောင်ဆုံးမရ၌အတာလုံဆုံးအမျက်ဆုံးအတုမရှိသောမြတ်စွာဘုရားနမခုနေတတ္တဒေဝမနုဿနံဂုံတော်တော်လူနဲ့ပြမှာတတ္တဝအာလုံးတို့၏ဆရာတဆုဖြစ်တော်မူသောမြတ်စွာဘုရားနမရှိဂုံတော်တော်တစ္ဆာ၄ပါးကို ဖို့တော်ကုံတော်မွန်တော်တစ္ဆာလေးပါးကိုကိုယ်တိုင်ဉာဏ်ဖြင့်သိတော်မူခြင်းတပါးသူတို့အားလည်းဟောကြားဆုံးမတတ်နိုင်စွမ်းရှိသော ဟောကြားဆုံးမပေးတတ်သောမြတ်စွာဘုရားနမကုဘဂဝါကုံတော်တော်ဘုံတော်၆ပါးနှင့်ပြည့်စုံတော်မူခြင်းဘုံတကူအကြီးဆုံးဖြစ်တော်မူသောမြတ်စွာဘုရားကရှ िख ိုးပါ၏ဘုရားဆိုတဲ့ကျွန်တော်တွေဒီဘုံတော်ဘုရားကုံတော်ကိုဘုရားကုံတော်၉ပါးရဲ့အဲဒါတွေအဓိပ္ပာယ်ကျင်းလေးပဲဖြစ်ပါတယ်ကဲဒီလောက်ဆိုရင်မိစေအလုံးလဲစိတ်တက်ပြီးထင်ပါတယ်အတိပယ်လဲတိပြီးလို့ကျွန်တော်ထင်ပါတယ် ခုနှစ်သားသမီးအားလုံးလည်းဆက်ချင်းသားကိုကျမ်းမာလေးရှိဖို့အတွက်ကျွန်တော်လည်းမေတ္တာပြပြလည်းမြောက်ပခြင်းဖြစ်ပါတယ်ကျွန်တော်မိစေခုနှစ်သားသမီးအားလုံးလည်းစီဝါရီတွေအလုတ်ကိုင်းနဲ့အဆင်ပြေကြပါစေအလူတန်းတွေလည်းလုံနိုင်ကြပါစေဆက်ချင်းသားကိုကျမ်းမာရှိကြပါစေကိုယ်စင်နှလုံးအေးမြကြပါစေမိသားစုတွေအားလုံးလည်းချေခင်ပြောရှင်ရှိကြပါသည်ကဲကျွန်တော်မိတ်ဆွေအားလုံးအထူးပဲကျေးဇူးတင်ပါတယ်ဗျအစီအမေလေးလိုင်းရဆွဲနေပြီအားပေးကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ